ပြည်သူဘက်ကလူတွေကိုပြောချင်တာငါတို့မှာလေရင်လည်းမပိုင်နော် B2 လည်းမပိုင်ပြည်သူတွေအတွက်လုံနိုင်တာတခုရှိတယ်ဘာမှမတိုက်နိုင်ပါဘူးဆိုစောက်ပြင်းမခုံနဲ့ဖရားတရားလေးများများလာလုံနော် B2 မရှိတော့ငလင်းကလာလှုပ်လိုက်တော့သူတို့ရဲ့စိတ်ယုံကြည်ပြိုကျသွားတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့ထူးတဲ့တဲ့ကောင်းတဲ့တဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။နေတဲ့ဒီလိုနဲ့တပါးတည်းရှိတဲ့ NLD ရဲ့အမတ်တယောက်ကနေပြီးတော့ရေးထားတဲ့စကားပါเนาะ အန်ယူဂျီ MOD ဟာစီမံခန့်ခွဲမှုပုံစံတွေပြောင်းသင့်နေတာကြားပါပြီတဲ့တော်လန်ရေးအတွက်ထောက်ပြတယ်တကယ်လည်းဖြစ်တင်ပါတယ်ပအဖနဲ့ပြည်သူ့ကာဝေးလို့ရမှာဖက်စစ်စစ်ကြောင်းတွေကို လိုက်တိုက်ရမှာဒီအစအဆုံးတိုက်ခိုက်နေကြတိုက်ခိုက်နေကြတဲ့ဒေသကာဝေးရေးတပ် MOD ရဲ့တရားဝင်တပ်တွေဖြစ်တဲ့ GPDF ပဲဖြစ်ရမယ် လက်နက်မျှဝေတယ်ဆိုရင်အရင်တိုက်တဲ့ LPDF တို့ GPDF တို့ကိုဦးစားပေးပြီးတော့မျှဝေတဲ့တဲ့နော်ယူတူပါပါပြောအဲပြန်ဖတ်မယ် ဖက်စစ်စကြောင်းကိုတိုက်ရမှာကအစောဆုံးတိုက်ခိုက်နေတာကတော့ LPDF နဲ့ MOD ရဲ့တရားဝင်တပ်ရင်းဖြစ်တဲ့ GPDF ပဲဖြစ်ပါတယ်တဲ့လက်နဲ့မျှဝေတယ်ဆိုရင်လည်းအရင်တိုက်တဲ့ LPDF နဲ့ GPDF ကိုပဲအဲမျှဝေပေးရမှာဖြစ်ပါတယ်တော်လိုင်းရေးမှာတိုက်ခိုက်ရေးလုံခြုံရေးပြီးမှအုပ်ချုပ်ရေးကအဆင့်ဆင့်သွားရမှာတဲ့เนาะအုပ်ချုပ်ရေးကပအဖလို့ခေါ်ပါတယ် ဒါပေမဲ့ပအဖတွေကလက်နဲ့ပူများပြီးတော့ပကဖတွေကလက်နဲ့နဲနေတာတော့သိသားဖို့လိုပါတယ်เนาะအဲ့တော့ပကဖနဲ့ရံဖြစ်နေတဲ့ဒီဘက်က local တွေရဲ့အချစ်တော်တွေကိုပြောကျင်တာကပကဖဟာလက်နဲ့မရှိပါဘူးနဲပါတယ်တဲ့ပအဖမှာလက်နဲ့တွေများနေပါပအဖဆိုတာကအာမကိဘိုယူစားခဲ့တယ်လို့ပဲရဲတပ်ဖွဲ့လိုမျိုးအဲအုတ်ချုပ်ရတဲ့လူမျိုးပါဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းကနော်အုပ်ချုပ်ရေးပိုင်းကတေချာ training ပေးလိုက်တာလည်းမရှိဘူးနော်ဘာလဲဆိုတော့ तू ကဒီပကဖားနဲ့ local နဲ့တိုက်ပြီးသားစစ်ကြောင်းရှင်းသွားပြီဒေသတွေမှာအဲ့ဒီပြည်သူအုပ်ချုပ်ရေးဆိုရယ်ပါအဖတွေကနေပြီးတော့နေရာယူအထိုင်ချပြီးတော့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုရခိုင်သားခြေတွေလိုပဲကျမရေးတွေလည်းပါလာပြီပညာရေးတွေလည်းပါလာပြီเนาะနောက်ပြီးတော့ကုံစင်းနှုံထိမ့်သိမ်းရေးတွေပါတွေကဒါပါအဖနဲ့ဆိုင်ပြီးတော့ အခုကကြတော့ပအဖအဲ့ဒီပအဖပါလက်နဲ့တည်းကများနေတယ်ဘာလို့အထိုင်ကျပြီးတော့သူများနိုင်တဲ့နေရာမှာဝင်ထိုင်ရတာဆိုတော့ဒါအန်ယူဂျီရဲ့မူဝါဒအစ်စ်ပဲဘယ်နေရာမှာပဲဖြစ်ဖြစ်ဘသူပဲပဲပြည်သူပဲတိုက်တာတိုက်တာဘယ်တိုင်းရင်းသားပဲတိုက်တာတိုက်တာနောက်ဆုံးဒီပအဖတွေကအုတ်ချုပ်ရေးပိုင်းမှာဝင်လာမယ်လူတွေဒါပေမဲ့အဲ့ဒီအုတ်ချုပ်ရေးပိုင်းမှာဝင်လာမယ်လူတွေနေရာမှာเนาะလက်နဲ့တွေကပို့ပြီးတော့ကောင်းမွန်ပြီးတော့ပို့ပြီးတော့များနေတယ် နော်တကယ်တိုက်ရတဲ့ပကဖနဲ့လိုကယ်တွေမှာကလက်နက်ကနဲနေတယ်အဲ့တော့ NUG ကိုဒါဟာ NLD အမတ်တယောက်ကနေပြီးတော့ဘယ်ကနေစပြီးတော့ဖြေခံပြီးပြောလဲဆိုတော့ဂန်ဂောကရွာတွေမှာ NUG ပအဖစီကလက်နက်တွေကို YDF တွေကတိမ့်စီထားတယ် YDF တွေကတိမ့်စီထားပြီးတော့ပကဖနဲ့ပအဖအငင်းပွားမှုကြားကို ဝင်ဖြည့်ရှင်းတာဖြစ်မယ်လို့ YD ဟာသူကဝင်ဖြည့်ရှင်းတာဆိုပြီး YDF ကပြောတယ်အဲ့တော့ YDF ဆိုတာကပအဖပါပအဖဆိုတာကရဲဌာနအဆင့်ပါအဲ့တော့ရဲဌာနကနေပြီးတော့ဒီတော်လိုင်းတကယ်တိုက်နေရတဲ့ပကဖနဲ့နော်ပကဖနဲ့လိုကယ်တွေကို ေကျော်ဘယ်နာရေမြုပ်ရေကျော်ရွာတော့မသိဘူးကိုဘအညာမှာရေကျော်ရွာရှိတယ်ရေကျော်ရွာတော့မသိဘူးရေကျော်ရေကျော်ဘယ်နာမှာရေမြုပ်ဟောနောက်ပြီးတော့မခင်မိုးအမားပညာလေးရှိလို့အဲ့လိုလာပြောပေးရင်ကျေးဇူးတင်ပါမခင်မိုးဟိုဂျပန်ရဲ့ Sony ဖုန်းကအသုံးမဝင်တော့ဘူးလို့ပြောတာ Nokia ဖုန်းလို့ပြောမိတဲ့အတွက် Nokia က နဲ့ဖင်လန်ကထုတ်တာပါတဲ့เนาะလာပြင်းမေးတဲ့မောင်နှမတွေကိုလည်းကျေးဇူးတင်ပါတယ်ကျမကလည်းဂျပန် နာမည်နဲ့ဆိုတော့ Sony နဲ့ Nokia နဲ့မဝါအမအမကောင်ကြီးတော်တော်ဆင်းတဲ့နားနဲ့စာလုံးနဲ့ Sony လိုင်းอ่ะအရင်တော့ဆိုတယ်လီဖေးရှင်းတို့เนาะအဲတယ်လီဖုန်းတို့ပါတော့မှာဩဝန်တာတယ်အရန်လက်ဂုံယူပါတယ်မင်္ဂလာပါမကြီး morning မှာ အာတိုက်ပွဲပလဲမှာတိုက်ပွဲဆက်ဖြစ်နေတော့အတွက်တဲ့စစ်ပေးရှောင်းနေနေရမပြန်နိုင်ဘူးတဲ့ကျမတို့မှာနေရမပြန်နိုင်တဲ့စစ်ပေးရှောင်းပါအာ Facebook ကို report တွေထုတ်ကြတယ် okay အာကျေးဇူးတင်ပါတယ်လို့အမတို့လည်းကြမ်းမှာကြပါစီဘေးကင်းကြပါစီနော်သူတို့သူတို့ဒိုဂျင်းနဲ့စကားတွေပြောနေတော့ကျမစီမှာလာဝန်းရံကြပြီ သူတို့သူတို့နဲ့တိုက်ခိုက်တဲ့စကားလေးတစ်လုံးနှလုံးပြောပြီးတာတတ်တလုံးမိမများတခါလေတတ်တလုံးဟိုဟိုဥစားဖြစ်လို့မပြီးတော့နော်အဲ့တော့ပအဖဆိုတာကပြည်သူအုပ်ချုပ်ရေးပါတဲ့အဲ့တော့ပြည်သူအုပ်ချုပ်ရေးကမင်္ဂလာပါရှင်ပအဖပြည်သူအုပ်ချုပ်ရေး အဲငါလာပြောပြီးွားရင်လေနင်နင်မြေတဲ့နင်မြေဒေသလေးနည်းနည်းလိုက်ကြည့်လာနော်ငါတို့ပြည်သူ့ကာကွယ်ရေးတပ်ကဟိုဟိုဥစားအဲတိုင်းရင်းသား EAO တွေကပိုင်ထားတဲ့မြေကြီးကမလေးရှားနိုင်ငံကကြီးွားပြီ area โอเคအမြန်မာပြည် area ဒီအရှိတအားရှာမှာတော်တော်ကြီးတဲ့အတိုင်းပြီအဲ့တော့မလေးရှားနိုင်ငံရဲ့ area လောက်ရှိသွားပြီအဲ့ဒါတင်းတင်းလေးသွားပြီးတော့လေ့လာပြီးတော့မှလာပြောလှဲ့เนาะအားတို့က လေးပေါ်မှာရံဖြစ်တဲ့လူတွေကလေးပေါ်မှာပဲပြီးနေတာနင်တို့ကလေးပေါ်လောက်လာအားနေငါတို့ကတကယ်တကယ်ဟိုမေလိုအပြုတ်တိုက်မဲ့လူတွေမှာပါတယ်နော်မေလိုကငလင်ကနေပြီးတော့ရတဲ့တန်းထိုင်ရာကျော်လေးရင်ဝယ်ပြီးတဲ့တကာလမှာကိုနိုင်ငံသွားခြင်းဒီနိုင်ငံသွားခြင်းလေးရင်တစည်းလေးရင်အစ်စ်တစည်းနဲ့ဘယ်သူစီကနေပြီးတော့ရေမြုပ်သင်းမောကြီးလိုပဲဘယ်တော့ကဂျင်းတစ်ခုထပ်ထုတ်ရွာပြန်မလို့မသိဘူးအိုးတလော်လေးတော့အမေခေတုံးကသူ့သား तू อ่ะยังหล่นเลยအရင်ဝင်ကြီးတွေတုန်းကဆိုရင်အရင်ဘိုးကြီးတွေတုန်းကဆိုရင်ဈေးဝယ်စကပြန်ပါတယ်တိလားသူသားသူတို့သားဖားတွေကစကပြန်မထည့်ဘူးသူသားဖတ်ဒီဘုတ်ကိုပဲဒီဒီပွဲစားလုပ်ခိုင်းတယ်လက်နဲ့ဝယ်လဲသူသားပါတယ်အရင်ရှယ်ရှယ်ဟာဟိုတာလေးအဲ့တော့ဘာတိုင်းပြည်ကပစ္စည်းနဲ့ဘာပစ္စည်းသွားဝယ်ဝယ်သူတို့ကဟိုတက်ရှိကြိုက်နေတယ်တို့မှတ်မိလားရေရေရေတော့မြုပ်သွားတယ်တင်မောကြီးလေး ရေငုတ်တင်မောမဟုတ်ရေထဲကိုမြုပ်သွားတာရုရှားကဂျင်းထဲလိုက်တာလေအဲ့ဂျင်းထဲလိုက်တဲ့လေအဲ့ရေမြုပ်တင်မောကြီးမှာသူရေသူလမ်းလျှောက်သွားအမှတ်မိလားအဲ့ရေရေရေချင်းအမှတ်နဲ့သူ့ရက်နဲ့ကြည့်လိုက်နော်ရေထဲကလူတွေဆိုတာဒါ educated တွေနော် handsome တွေတက်သွားတော့တက်တဲ့နေရအဲ့တော့သွားကြည့်လိုက်ရေထဲကတခါလဲမြုပ်သွားပြန်ပေါ်မလာတော့ရေတခါမြုပ်ရင်ရေတခါမြုပ်သုံးနှစ်ပဲဆိုအဲ့ဒါပဲအဲ့တော့ရေမြုပ်တင်မောကြီးကို ဝဲတယ်အခုလေးရင်ဝဲတယ်ငါနော်နှုတ်ရဲ့အပမင်းတရာကြီးဖြစ်ကျော်နေတဲ့လူကြီးကမေလို့ကြီးကလေအခုငလင်ကတန်း260ကျော်ပေးတယ်လေးရင်တစည်းတည်းဝယ်တာတန်း60ကျတယ်เนาะအဲ့တော့သူစီးဖို့လေးရင်ဝယ်ပေးလိုက်သလိုပဲသူသွားကျင်တာသွားကျင်တာအဲ့တော့ပြည်သူကဝယ်ဒီဘက်ကပြည်သူဘက်ကလူတွေကိုပြောကျင်တာငါတို့ကလေးရင်လည်းမပိုင်เนาะ B2 လည်းမပိုင်အဲ့တော့ပြည်သူတွေအတွက်လုံနိုင်တာတခုရှိတယ် ဘာမှမတိုက်နိုင်ပါဘူးဆိုစောက်ပြင်းမခုံနဲ့ဖရားတရားလေးများများလာလှုပ်နော်ဘီတူးမရှိတော့ငလင်းကလာလှုပ်လိုက်တော့သူတို့ရဲ့စစ်ရုံးကြီးပြိုကျသွားတာဒါကငါတို့ရဲ့ပြည်သူတွေရဲ့ညှက်ရည်တွေကအလကားမဟုတ်ဘူးအေးသမီးရေငါညီမလေးမတွေ့တာကြာတဏ္ဍာလိမ့်တာနေပူလို့ညီမမကြီးပါရှင်မိုက်တဏ္ဍာလိမ့်တာပါ အဲ့တော့ပြည်သူမင်္ဂလာပါရှင်เนาะပြည်သူဘက်ကနေပြီးတော့ရက်တည်နေတဲ့ငါတို့ပြည်သူပြည်သားတွေအခုငါတို့ဒုက္ခတွေကဟိုသူများတွေကိုကြည်လိုက်မန်တိုင်းကြည်တတိထားနော်ကိုဗစ်ကာလမှာဒီကောင်ဆက်အာနာတိန်းတယ်အခုလည်းတိုင်းပြည်ကဘာကြီးကဟိုဘက်ကိုကြည်နေတာယူရိုပ်ကန်ထရီထဲမှာယူရိုပ်နဲ့အနီးဆုံးအရန်နဲ့ချနေတဲ့ဟာကိုပဲလူတွေကလေးလာနေတာငါတို့ကအမြဲတမ်းအမြေအမေကန်နော် ဟိုဟိုပြည်သူ့ကာကွယ်ရေးတပ်ကလေးတွေအမေခံလားလားဆိုမဟုတ်ငါတို့ကအမေခံအဲ့ဒီအမေဟိုဟာမိထားတဲ့တိုင်းပြည်ကိုရှောင်းမကြိုးစားဘူးเนาะမတော်တရော်တွေလှုပ်မတော်တရော်တွေစားမတော်တရော်တွေပြောမရထိမ့်မရတွေဖြစ်ကုန်တာအခုကငါးနှစ်တာကာလမှာပြည်သူတွေပါပါတယ်မပြောရဘူး꽌ကြမှာ꽌ကြမှာသူတို့အဲ့ဒါလူလေလှုပ်ထားတာသူတို့ကဒီ꽌ကြကိုအာကြောက်အကြောက်တရားနဲ့ဖိပြီးတော့လူလေလှုပ်ထားတာ ရေမြုပ်သေးမောကြီးလေရေထဲမှာချရတာပလုံးဆိုပြန်ပေါ်မလာတော့ရေထဲမှာမြုပ်သွားတယ်ငါတို့တိုင်းမျိုးဟဲ့ဘသူကလာချမှာမလို့ငါတို့ကပြည်ပရံမရှိဘူးပြည်ရင်းရံပဲရှိတာတတတရုတ်တရုတ်ကငါတို့လာပြီးတော့ချပြီးတော့တင်းကြမလို့မင်္ဂလာပါရှင်စကားပြောတာဟိုရောက်ဒီရောက်ဖြစ်ကုန်ခဏလေးနော်အာပြောချင်တာမအီးတို့ဒီမှာအာ ဂုံယူစရာတခုပြောရရင်အေးအေးတက်တော်ကနေပြီးတော့တသားစုဆောင်ရင်းလုပ်နေပါတယ်အဲ့ဒီမှာသွားရောက်တာဝန်ထမ်းဆောင်လို့ရပါတယ်မိသားစုမောင်နှမတွေเนาะဒီဘက်မှာဆိုလဲစစ်ကောင်စီကိုဝင်ရမှာเนาะတစ်ဖက်မှာလဲစစ်ကောင်စီဝင်ရမှာသူ့ရဲ့သူတို့ကလေးတွေကိုတော့တခြားတိုင်းမျိုးပို့ပြီးတော့နိုင်ရနိုင်ငံတကာကိုပို့ထားတယ်သူတို့ကလေးတွေကိုကြတော့ဟိုတိုက်ကလပ်ပေးသွားထားပြီးတော့ငါတို့ပြည်သူကလေးတွေကိုကြတော့เนาะငါတို့ပြည်သူကလေးလေးတွေကြတော့စစ်တဲဘုံဝင်မနေရလောက်တယ် အခုရှေတန်းစစ်မျက်နှာပြီမှာအကုန်လုံးဟာအခုမှထွက်လာတဲ့အခုမှဒီလေးနှစ်တာအဲလေးလသားလောက်ရှိတဲ့ training scene နေเนาะအဲ့တော့ AA ကတော့အဲ့လိုလေးလသားတွေအရှိကိုထုတ်ပြီးတော့မတိုက်ခိုင်းဘူးเนาะအဲ့တော့ AA တက်မှာသက်သားစုဆောင်နေတာဖြစ်တဲ့အတွက်ပြည်သူတွေတွားပြီးတော့ကိုယ်ကလေးကိုတွားပြီးတော့တွားပြီးတော့အဲ့ထဲကိုပို့လို့ရတယ်နောက်ပြီးရရင်အာကျမ်းမာရေးပညာရေးတွေအဲ့အဲ့ ကျမတို့တိုင်းပြီးသားနေရာတွေမှာအဲပြည်သူ့ကာဝေးတပ်နဲ့အတူတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ပေးလို့ရပါတယ်အဲ့ဒါလေးအဲသတင်းကောင်းပေးချင်ပါတယ်เนาะနောက်ပြီးတော့ဟိုဆိုင်စော်ဝေဆိုးအခုဆိုတော်တော်လေးထိထိရောက်ရောက်ကလေးအထဲထဲမှာဝင်ရောက်နေတာဖြစ်ပါတယ်အဲ့တော့ဆိုင်ကြီးနဲ့နှီးဆက်သူတွေဆိုင်ကြီးကိုချစ်တယ်ဆိုရင်ပြည်သူတွေကိုလည်းချစ်ရပါเนาะပြည်သူတွေကို တကယ်နားလာ နားလည်တဲ့လူတယောက်ဖြစ်ပါစေလို့ဆုတောင်းပါတယ်ပြည်သူစကားနားထောင်ပါရှင့်เนาะ ကြိုက်ရို Zoom meeting ရစကားတွေနော် Zoom meeting ရစကားတွေနော်နောက်ပြီးတော့ဆရာကြီးကိုတက်ခင်းအဲ့ခံမဲ့ထမင်းပွဲတွေနဲ့အပြင်နော်ဆရာကြီးတို့နားထောင်သင်းတဲ့နားတွေပါလာမယ်ဆိုရင်နော်ကျမတို့ရဲ့ပြည်သူတွေရဲ့အနာတွေတန်ရာတွေကိုတေချာနားထောင်ပြီးတော့နော်ကျမတို့ပမာပြီးကအမေခံထားတာနော်ကျမတို့ဘက်ကမလာပါဘူးနော်အမေရိကန်လာမယ်လို့ဘာလို့ကျမတို့ဟို ဟိုတခြားနိုင်ငံဝင်မျှော်နှီးပဲတင်ပေးတယ်ကို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 တည်းကလူတွေရဲ့အင်အားကိုစုစည်းပြီးတော့ပြန်တိုက်မယ်လို့သူတို့မလုပ်ပေးဘူးเนาะဝဲလာကလေးကအဆုတ်ကြီးလေအခုသူ့ကိုလည်း MAN ကချင်းထဲ့တယ်လေသူဒီငလေးမှာပတ်ဆိုင်ရွာတော့သူလေးရင်ဝဲတယ်လေ MAN နာမည်နဲ့ဒါမဲ့ အမယိုင်အတွက်ဆွဲပေးတာမဟုတ်ဘူးသူတယောက်တည်းပဲစီးနေတာအမသွားတယ်ဟေးအခုသွားတယ်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဒီလာယူကိုသွားအောင်မယ်သူ့ကိုလက်ခံနဲ့နိုင်ရင် तू လဲသူ့ရဲ့သူ့ရဲ့ဟာကို तू လဲရှိုးတာပဲသူ့ရဲ့အဖွဲကို तू ရှိုးနေရတာเนาะငါပူတင်နဲ့ទីပါလဲဆိုဘယ်နှတိုင်းလောက်ဘယ်နှတန်းလောက်ဟိုသွားပေးလိုက်လဲမသိเนาะကျင့်ဖင်နဲ့တွေးဖို့လဲကျင့်ဖင်ကိုကြောက်စိမ့်တော့ဘယ်နှတုံးလောက်ပေးလိုက်ရလဲမသိเนาะအဲ့တော့ အဲသူ့ဘဝကတော့လက်ထိုးပြီးသွားတာငါတို့ရဲ့ဒီဘက်ကအစိုးရဘက်မှာအမှန်တရားကြီးရှိတယ်လက်ထိုးစရာမလိုဒါမဲ့သူတို့ကလက်စားနေတယ်လက်ထိုးစရာတော့မလိုဒါမဲ့သူတို့ကလက်စားနေတဲ့အတွက်လူရင်းကမရဘူးမရောက်တဲ့အခါကျတော့ပြည်သူတွေကအနာတရားတွေကပိုပြပြားလာเนาะဒီပကဖကပကဖနဲ့လိုကန်နဲ့ရံဖြစ်တယ်ဆိုတာကပကဖကလက်နက်ကသူလည်းမရကိုလည်းမရတူတူပဲလိုကန်နဲ့ပကဖကလက်နက်အများကြီးမရဘူး အဲ့တော့ဘာကဖလေးရနေခလေးတွေအများကြီးထွက်သွားတာเนาะများနေတာဘာမှလဲဆိုအုတ်ချုပ်ရေးပိုင်းဖြစ်တယ်ပအဖစီမှာများနေတာတဲ့ဒါအခုကဒါနေပြန်ရ NLD အမတ်တယောက်ကသုံးသက်ပြတာလက်နက်ကပအဖဆိုတာအုတ်ချုပ်ရေးပိုင်းအုတ်ချုပ်ရေးပိုင်းဆိုရင်ဒီအုတ်ချုပ်ရေးပိုင်းမှာ AA ဘက်မှာလည်းရှိတယ် KIA ဘက်မှာလည်းရှိတယ်ကျမတို့ရဲ့ KNU ဘက်မှာလည်းရှိတယ်အုတ်ချုပ်ရေးပိုင်းမှာလက်နက်တွေပုံများနေပြီးတော့ တကယ်တိုက်နေရတဲ့ပကဖားတွေစီမှာလဲလက်နက်ကနေနေဒါကြောင့်သူတို့စီကပကဖားတွေအများကြီးထွက်သွားတာပကဖားလာလို့တယ်ဒါပေမဲ့လာလို့တာတော့မဟုတ်ဘောနော်ငကိုရှိတ်လို့မယ်တူတူတိုက်မယ်ဆိုလာပေမဲ့သူတို့စီကဘာလို့ထွက်သွားတာလဲအဲ့လိုပဲကြည့်ရဒီစိန်သမီးကဒီပအဖားတွေမှာပါပုံရတယ်သူကိစ္စနဲ့မဆိုင်မဲနဲ့မင်္ဂလာပါရှင်မင်္ဂလာပါ <laughs> <laughs> အဲ့တော့နောက်တစ်ခုကဒီကျမတို့ရဲ့တခြားတိုင်းပြည်တွေရဲ့ကြက်တွေပေါ့နော်ကျမတို့ရဲ့ဒီလူကြီးတွေကဒီနှစ်နိုင်ငံလုံးမှာရှိတဲ့ဒီနိုင်ငံသားရေးတွေကနိုင်ငံနှစ်နိုင်ငံလုံးမှာနှစ်ဖက်လုံးမှာရှိတဲ့နိုင်ငံသားရေးတွေကတုံးမကြတော့မိုင်းတို့တိုင်းပြည်အမေရိကန်ဗီဇာအဘန်းခံအဲနောက်တစ်ခုကဗီဇာအဘန်းခံရတဲ့ဦးနေမကအောင်မိုင်းတို့ရဲ့ ဒီနိုင်ငံသားတွေမှာရှိတဲ့မြန်မာပြည်သူတွေအရန်ကိုအရန်ကိုဒုက္ခရောက်နေ။ဒါပေမဲ့အဒုက္ခနိုင်ငံသားဒုက္ခတော့ကွာဘုန်းကြီးပြောတဲ့ဟိုဘုန်းကြီးကဘုန်းကြီးကအစားစားနေရင်းနဲ့မိုင်းဆယ်လီမဟုတ်ပါဘူးနာမည်ခေါ်မခိုင်းပါနဲ့ဘုန်းကြီးကစွန်းစားနေရင်းနဲ့ဒုက္ခဒုက္ခဒုက္ခဆိုပြီးဘုန်းကြီးကစွန်းစားလူဖြစ်ရတဲ့ဒုက္ခဆိုပြောတော့အောက်ကကပိယကြည်ပြီးတော့နော် တပ်ပြရဆိုတာဘုံကြီးစွန့်ဘုံကြီးစွန့်တဲ့ဥစ္စာကိုစားရတာဟိုဘုံကြီးဝေယဝစ္စလုတ်ပြရအဲ့တော့တပ်ပြရအနာကနေဘုံကြီးစားဘုံကြီးကဒုက္ခဒုက္ခလို့ပြောတော့တပ်ပြရအဲ့ဒီဒုက္ခမျိုးငါများရကျင်လိုက်တာတဲ့နော်ဒါကမြမပြရလူတွေကတပ်ပြရနော်နိုင်ငံတကာမှာရောက်နေတဲ့လူတွေကဘုံကြီးစွန့်စားပြီးတော့ဒုက္ခဒုက္ခအော်တယ်လို့မျိုးပဲနော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် မစွန်းနှောင်းကြီးမနိုင်သူနဲ့မန္တလေးမြို့တော်သူဒီမှာကျမတနခါလိမ့်တာကျမနဲ့တနခါနဲ့လုံးဝမလိုက်ဘူးတနခါတရောင်ကျမတရောင်ရွှေဘူတနခါလိမ့်ကြရင်ဖြင့်အဲဦးတနေ့ကဘီတူးသွားချတဲ့ခါမှာကျမစိတ်ထဲမှာဖြစ်ကြနှစ်ခုရှိပါပထမကတော့ Aran ဆိုတဲ့ဘေးอ่ะ အဲ့ဒီလောက်တော့လှုပ်ချသင့်တယ်ဆိုပြီးတော့ထင်ပါတယ်နော်အရန်ဆိုတဲ့လူကိုအဲ့ဒီလိုမျိုးလှုပ်လိုက်ရင်အရန်ကျမတို့အမေရိကန်ဘက်ကိုလှမ်းလှမ်းပြီးတော့ထောင်နေတဲ့เนาะတခုခုဆိုရင်ကျမတို့နျူကလ িয়ার ရှိတယ်နျူကလ িয়ার ရှိရဆိုအမေရိကန်ကိုလှမ်းလှမ်းခြောက်တာသူကဒါကြားပြီမြန်မာတွေကတော့ ဤချင်းတိမဲ့အာမတိချင်းမတိဘူးနော်ဒါမဲ့လန်းလန်းခြောက်တဲ့ခါကျတော့သူ့ကိုတနေ့လေးပြင်ကြပြလိုက်တဲ့ဒီ B2 ကလုံးဝမမောင်းမောင်းတော့မောင်းကျင်တယ်ပေါ့နော် B2 ပေါ်မှာပါသွားတာပေါင်၄000တောင်ပေါ့ပေါင်၄000တောင်ပါသွားတဲ့ခါကျတော့ပေါင်၄000တောင်ပါသွားတဲ့ခါကျတော့ကျမတို့ချချနေပေါင်900လို့ပေါင်1000လို့နော်ဒီချလိုက်တဲ့ အောက်ထဲကိုဝင်အောင်ချလိုက်တဲ့အလုံးကပေါင်၄000ရှိတယ်เนาะအဲ့ပေါင်၄000ကိုတည်သွားတဲ့လေရင်ရဲ့ weight တွေပါလေစဉ်းစားကြည့်အဲ့လေရင်တစ်စီးကို2 billion တန်တယ်မောသူတို့ထွင်လာတာကြာပြီသူတို့သုံးမချဘူးเนาะအဲ့တော့ Aran ကရှေ့တယ်ဒီဂါဇာမှာဖြစ်နေတဲ့သူတို့ရဲ့ပြဿနာကိုသူကလှမ်းကူတယ်လှမ်းကူတော့ဟိုသူ့ကို ူ့ကိုခြောက်ရင်ဟိုဘက်ကဂါဇာမှာပြစ်တဲ့အပြစ်ခတ်ပါနည်းနည်းလေးတတ်တာဝါမယ်လို့ထင်တယ်ကျမကျမအစ္စရေးတွေလည်းမကြိုက်ဘူးအစွန်းရောက်လွန်းတဲ့လူတွေဘယ်သူမှမကြိုက်ဘူးဒါကျမရဲ့လက်ခံထားတဲ့အရာပဲအစ္စရေးအိုအမေရိကန်နဲ့အစ္စရေးနဲ့ပေါင်းမိမယ်ကျမနဲ့ပေါင်းတာမဟုတ်ကျမအဲ့အစ္စရေးတွေမကြိုက်ဘူးသူတို့ရဲ့ဒီမှာရှိတဲ့ဘာသာရေးအစွန်းရောက်တယ်လေကျမမကြိုက်ဘူးကျမဘာသာရေးအရန်အစွန်းရောက်ရင်လည်းမကြိုက်ဘူး